အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ဇော်ဂျီဂိမ်းမြပါโอเคကျွန်တော်ဒီနေ့မှာပေါ့နော်ကျွန်တော်ကိုတော်တော်များများလာမေးကြတယ်ပေါ့နော်ဟီးရိုးကိုက်လေးတင်ပေးပါဟီးရိုးကိုက်တင်ပေးပါဆိုကျွန်တော်ဟီးရိုးကိုက်ကကျွန်တော်ရလာဆိုလို့ချောင်းတကောင်ပဲရှိပါတယ်အဲ့ချောင်းလည်းကျွန်တော်ဖိုင်ဝမ်ပွဲတွေမှာတုံးတဲ့နေရာမှာတော်တော်ကြီးကိုအတုံးကြတယ်ပေါ့နော်ထွေလေးရှိတယ်ဗျာဒါဆိုအဲ့မီနေတာဖိုင်ဝမ်ဆော့ချောင်းဖိုင်ဝမ်ဆော့ရင်ပေါ့နော်လုံးဝမရှုံးစေရဘူးဗျာအဲ့ဒီကျွန်တော်မှရှိရအခုအဲ့မီကိုကျွန်တော်ပြော့ပြပေးမယ်ဗျာโอเคအရင်ဆုံးအနေနဲ့ကျွန်တော် ambulance set ကိုယင်ကြည့်မယ်ဗျာ အာ ambulance set ကကျွန်တော်ဒီဟာလေးထည့်ပါတော့။ဟိုဟာထိုးတာများတွင်မိခိုးကြီးဆွဲလာ။ damage နည်းနည်းထွက်မိခိုးဆွဲလာလိမ့်မယ်ဗျာ။အဲ့ဒါရဲပြီးရင်ကျွန်တော်ဒီအလဲရဒီဒီဘိုင်ဒီ ambulance ဘိုင်ဝမ် ambulance လို့ခေါ်လို့ရတယ်။ဒါဘိုင်ဝမ် ambulance အတွက်ကျွန်တော်ပြော့ပြရလို့ပေါ့နော် ambulance set ကလေးကိုပြီးရင်ကျွန်တော်ဒီအပေါ်ကလည်းဓာမျိုးထည့်ပြီးတချို့ဆိုရင်ကျွန်တော်ခု update မှာကြည့်လို့ရရပေါ့နော် enemy က very ambulance နဲ့လာလဲဆိုကျွန်တော်ထောက်ကြည့်လို့ရရပြီ ambulance လေးနှိမ့်လိုက်ကျတော့အဲ့ attack speed နဲ့ဆော့ကြပါဘာကျွန်တော်တို့ကဘိုင်ဝမ်ဆော့တာဗျ attack speed ကမလိုဘူးပြီးရင်ခြောင်ဗျာ ကျွန်တော်တို့ legging ရောင်းရင် one hit gun မှာတစ်ချက်ထဲနဲ့အပြက်ထိုးမှာပေါ့နော် legging ရောင်းလို့ရင် okay ဒါပြီးရင်ကျွန်တော် alien fan and လေးပဲပြောပြမိမှာပေါ့နော်ကဲဒီအပေါ်က item လေးကဒီခုကျွန်တော်အပေါ်က ambulance လေးကျွန်တော်ထည့်ထားတဲ့ဟာလေးကိုထည့်လိုက် okay ထည့်ပြီးရင်ကျွန်တော်တို့ဟာ game နဲ့သွားမှာပေါ့နော် game နဲ့ရောက်ပြီးဆိုရင်ပထမဆုံးအနေနဲ့ item အသေးလေးဝယ်ရမယ်အဲ့ဒါတကယ်အဓိက main ပေါ့နော်ဟော item အသေးလေးဝယ်တဲ့အခါမှာဒီတိုင်းပေါ့နော်သူများရဲ့လိုမြန်မာလိုကြီး hand out style တွေ ability တွေဘာညာအဲ့လိုမျိုးရှောက်ထည့်လို့မရဘူးခဏတွေပါရှောက်ဝယ်လို့မရဘူး โอเคကျွန်တော်တို့ကချောင်းဘက်ဆက်ချောင်းစုံးမဲ့ခါဆိုရင်ကျွန်တော်ဒီဓာတ်တိတိလေးကိုထက်ဓာတ်တိတိလေးထဲမှာရမှာဓာတ်တိတိလေးထဲရင်ဒါမေ့ပိုးထွက်လာလိမ့်မယ်ဗျာပြီးရင်ကျွန်တော်တို့ဘာရှိသေးလဲဆိုလို့ရင်တခြားဟာရှိသေးရဲ့တခြားဟာကျွန်တော်တို့ကျွန်တော်တို့ဒီချောင်းနဲ့တက်မတက်ဆိုင်လို့ကျွန်တော်ထည့်မပြောတော့ဘူးကွနော်အဲ့ဒီဓာတ်တိတိလေးတိုင်းထည့်လိုက်ဗျာဓာတ်တိတိလေးထည့်ပြီးလို့ရှိရင်ကျွန်တော်ဘာထက်ထည့်ရမလဲဆိုရင်အာဒီဟာလေးပြည့်အောင်ဝယ်ရမှာပေါ့နော်ဓာတ်တိတိလေးပြီးရင်ဓာတ်အကြီးလေးဗျာအဲမဲနည်းနည်းလေးအကြောင်းလေးခတ်တော့တောက်လေးအကောင်လေးရင်ထက်ဝယ် ထက်ဝဲပြီးလို့ enemy ကိုကျွန်တော်ကထောက်ထောက်ကြည့်ရမယ်ပေါ့နော် enemy ဘာ item တွေတွားနေလဲဆိုတာ okay enemy ကဒီလိုမျိုး defend item အသေးလေးပါလာပြီဆိုလို့ကျွန်တော်တို့ကအဲ့ဒီနေရာမှာပေါ့နော် VOD မသွားဘဲနဲ့ကျွန်တော်တို့ဂန်းသွားလို့ရတယ်ဂန်းတစ်ခါလေးတွားလိုက်အာဘိုင်ဝမ်မှာဂန်းထည့်လို့ရတယ်ပေါ့နော်ဂန်းတစ်ခါလေးတွားလိုက်ဂန်းတွားလိုက်မယ်ဆိုရင်ကျွန်တော်တို့သူ့ရဲ့ဒီ defend item ကိုကျွန်တော်တို့ကရိုက်ချိုးပြီးသားပေါ့နော်တစ်ခါလေးရိုက်ချိုးပြီးသားဖြစ်သွားမယ်ဗျာ okay အဲ့အဲ့ဒီဂန်းတွားလိုက်အရင်ကအဲ့ဂန်းကိုအရင်တွားလိုက်မယ်ပေါ့နော် โอเคအဲ့ဒီပေါ့เนาะကျွန်တော်တနက်ပြီးပြီတနက်ပြီးပြီကျွန်တော်လမ်းလျှောက်တဲ့နေရာစားအဓိကကြရတယ်ပေါ့เนาะဘိုင်ဝါဆော့တဲ့ခါမှာကျွန်တော် enemy ကလည်းခြောင်ဖြစ်မယ်ဗျာခြောင်ဖြစ်မယ်ဆိုလို့ရင်ကျွန်တော်တို့ကလမ်းလျှောက်တာလေးတေချာလျှောက်မယ်ဗျာအဓိကသူ့ရဲ့ spare ကုန်စောက်သူ့ spare ကုန်မီဆိုမှကျွန်တော်တို့ကဝင်လို့ရမှာအာ spare ကုန်မီဆိုသူ့မှာပေါ့เนาะ damage ပေးစရာဘာမှမရှိတော့ဘူးသူ့မှာ energy bar နဲ့ energy bar ကလက်သေးပဲရှိတော့မှာပေါ့เนาะအဲ့ဒီတော့ကကျွန်တော်တို့တိတ်ကိုစိတ်ပူကြမှာလို့အဲ့ energy bar ကလက်သေးရကျွန်တော်တို့ရဲ့ spare 2နဲ့ပေါ့เนาะ immune လို့ရတယ်ဗျာကိစ္စမရှိဘူး အဓိကဘလားကောင်းအနေနဲ့ဘာလောက်ရမလဲဆိုလို့ရင်အဲ့ဒီသူစပဲကုံကိုဆောက်သူစပဲကိုပေါ့နော်မလွဲ့လွဲအောင်ဘလားကတို့ကဘာစိတ်လို့ရှောင်း emotion လည်းပေးလို့ရတယ်ဘယ်လိုပေးမလဲဆိုရင်ကိုယ့်ထဲမှာ lead တိုက် record ပြအာအာချက်ကနေပေါ့နော်လှမ်းပြီးတော့ fair ဆဲဆိုဟိုလိုမျိုးယူနော်ဆဲခိုင်းတာမဟုတ်ယူတန်းလေးဘယ်လို lead တိုက်กว่าသူစိတ်ထဲကိုပေါ့နော်စိတ်တူအောင် lead တိုက်ဒါဆိုသူက main ကိုလှုပ်ရှင်လာလိမ့်မယ်ဟိုလှုပ်ရှင်လာတဲ့ခါမှာသူ့မှာအမားတွေအများကြီးပါလာလိမ့်မယ်ဒါတော်တော်ကြီးပေါ့နော်လှုပ်ဖြစ်တဲ့အဲ့ဒီကြီးက โอเคသူ့ရဲ့စပယ်တွေအကုန်လွဲသွားပြီဆိုရင်ကိုယ့်လက်ကိုယ့်လက်ရရင်တော့မလွဲအောင်တေချာလေးစပယ်ကိုပေါ့နော်တေချာလေးလှုပ်ပေးရမယ်ကွာအဲ့လိုလှုပ်ပြီးတဲ့ခါမှာဆိုရင်ငါတို့ဒါမိတ်ကငါတို့ကပူပြီးထွက်လာလိမ့်မယ်ဘယ် item အခုငါဒီပြထားမဲ့ item လေးပဲထည့်ကွာအာသူ့ဒီဘိုင်ဝမ်ဒီတိုင်းအပြင်မှာဆော့မယ်ဆိုတော့ကျဘာဘာဘာ room မှာရှိမှာမဟုတ်ဘာ room မှာမရှိရခါမှာ defend မထည့်ရဘူးဘာညာမထည့်ရဘူးအဲ့လိုကောင်တကောင်မှပါမှာမဟုတ်ဘူးဗျာဟိုဘက်က defend ထည့်ရင်ထည့်မှာအဲ့ကြောင့်ဒီကျွန်တော်ပြထားတဲ့ item လေးနဲ့ဆော့ defend ပါရင်ပေါ့နော်ခုန အိုင်ဒန်လေးလေးကလည်းကျွန်တော်ပြရဲ့နီးတိုင်းပဲထည့်ရဗျာအာအဲ့ဒီပေါ့နော်ဂန်းလေးပါရဲ့ဘယ်လိုထည့်ရမလဲဆိုတော့အိုင်နီးတိုင်းထည့်โอเคပြီးရင်ကျွန်တော်ဘာထည့်လောက်ရမလဲဘာထည့်မလောက်ရမလဲဆိုတော့ကျွန်တော်တို့ခြုံခိုးရမယ်အဓိကမင်းကကျွန်တော်အဲ့ချိန်မှာကျွန်တော်အာလီကင်းကိုလုံးနေနေတားသွားလိမ့်မယ်အာလီကင်းတားပြီဆိုလေကင်းရောင်တော်တော်များများရှုံးရတယ်ဘာဘာလို့ရှုံးလဲဆိုရင်ဘိုင်ဝမ်ဗျာမရှက်နဲ့ခြုံခိုးခြုံခိုးဘိုင်ဝမ်လေကင်းရောင်လို့ကျွန်တော်တို့ကချောင်း one hit ကန်လို့ရတယ်စပရိုက်ကန်လို့ရတယ်ကျွန်တော်ခြုံထဲမှာပုံတယ်တူလာယူဆိုတာနဲ့1နှစ်ဆင့်ကိုတခါတည်းပေါက်တာ ဝမ်းတဆင်ပေါ့နော်ခြုံထဲမှာတုံးထားတယ်ပြီးရင်နောက်ဆုံးဝမ်းတဆင်ပေါ့နော်ဂျီကွန်ဒိုဝမ်းတဆင်ဖောက်ခနဲ့ပေါက်ပြီးတော့အယ်ဒီမိတ်ထိုးလိုက်တာနဲ့အကောင်ကျွတ်ပြီပဲအကောင်တေးပြီအချိန်မှာဒီပွဲကကိုကဘလုံးနေတေးကြပေါ့နိုင်နေပြီပေါ့နော်ကျွန်တော်အဲ့နီအဲ့နီရှိတယ်ဒါကျွန်တော်ဒီပေါ့နော်ခြုံပိုင်းဝမ်းဆော့တဲ့ခါမှာ trick လေးကွာအာမင်းတို့တော်တော်များများပေါ့နော်အာသိချင်နေရမှာလို့ထင်တာကျွန်တော်ကိုယ်တိုင်ဆော့တယ်နီကျွန်တော်ကိုယ်တိုင်လည်းပေါ့နော်အခုတော်တော်ဘိုင်းဝမ်းနေလေးဝဲလာမှတူဒီတပတ်ထဲကိုဆော့ဆော့ပြစ်တယ်အာအိုက်တော့အိုက်တော့ဆိုပြီးတော့လာလာဆော့ပါမနော် ကလေးတယောက်ရှိသေးတယ်14နှစ်တဲ့သူ့ကိုသူ14နှစ်လို့ပြောရပါပဲဖင်ချသွားအကောင်အကောင်လေးကျွန်တော်မနိုင်ဖင်ချသွားအဲ့ကလေးအာကျန်တဲ့ဟိုဟာရှိသေးတယ်ကျန်တဲ့ကျွန်တော်လည်းအသက်တူတူပေါ့နော်အဲ့ဘလူးလည်းရှိသေးတယ်အဲ့ဘလူးနဲ့ဆော့တဲ့ခါမှာကျွန်တော်အဲ့နီးနဲ့ဆော့ရဲပေါ့နော်ကျွန်တော်နိုင်တယ်ဗျာအတော်တော်များများကောင်းတယ်ပေါ့နော်အဲ့နီးလေးကโอเคอ่าบายวันซ้อเองเปียตลอดแม่เนี่ยใส่หลุชาได้จ้ะไอ้อ่าจนกว่าเนี่ยใส่หลุชาได้ป่ะเนาะดิอเปียวเว้ยนี่เนี่ยซะใส่หลุชาได้เปียอ่ากูช้องหมาโหจောက်เลยป่ะเนาะอดิก็อ่ากูช้องหมาโหเลยไม่จောက်เลยเปียตี ျွန်တော်ပြောတဲ့ဒီတိုင်းဒီလုံးဝဘိုင်ဝမ်းမှာပေါ့နော်အာတာတရမယ်ဗျာအဲ့အိုက်တန်လည်းကျွန်တော်ပြထားပြီးသားအမ်ဘလန်လည်းကျွန်တော်ပြထားပြီးသားအဲ့ဒီတိုင်းကိုတီးဗျာဒီကမရှက်နဲ့ခြုံခိုတင်ခြုံခိုရမှာလေကင်းရောက်ရင်ခြုံနဲ့မှာပဲမြဲနေနေဗျာဒီရှင်ဖောမပြနဲ့ enemy လာပြီးချိန် enemy လာရဲ့ချိန်ကြမှာကောက်ပြီးတော့ဖောက်ဖောက်ဝမ်းလောက်အဲ့ဒါပြီးပြီအာဘရာဒါအနေနဲ့ enemy ဘက်ကပေါ့နော်ဗဒန်းလို့ပါလို့ဆိုတော်တော်များများခြုံနဲ့ဆိုရင်ခြုံမနိုင်ဘူးပေါ့နော်အာနိုင်နေလို့ရှိရယ် retribution နဲ့ဆော့ဘရာဒါတို့ retribution ပေါ့နော်ကျွန်တော်အဲ့ retribution နဲ့ဆော့ရင် damage က အာဆော့ဆော့အထက်ကိုနှစ်ဆပိုးကိတ်တယ်ဗျာဗဒန်ရဲ့အာဗဒန်ရဲ့ဘယ်လိုပြောမစပယ်တူပေါ့နော်စပယ်တူကရှိပါတယ်အဲ့ရှိလောက်ကတော့ကျွန်တော်တို့ energy bar လက်တီးတစ်ချက်ထိုင်းနဲ့ပြီးတယ်ပေါ့နော်ဘာမှခဲခဲမဟုတ်ကျွန်တော်ကျမ်းပြီဆိုရင်အာ energy bar လက်တီးတစ်ချက်ထိုင်းနဲ့ရှိတယ်မကောက်ဘူးသူတထုံးမှယော့တယ်ဗျာအဲ့ချိန်မှာ edit make ကန်ရိုက်ပြီဆိုတော့နော်ဗဒန်ပြတ်တယ်ပေါ့နော်ဟုတ်ကဲ့ဒါကျွန်တော်ခြောင်ပေါ့နော်ဘယ်လိုကန်ရမလဲဆိုတော့ပြောပြပေးတာပြီးရင်ရှိပြီရမလို့ကောင်းတယ်အာ second လားလာတောင်းတာ second လားမတောင်းနဲ့မှန်ဒါငါ့ရဲ့ရက်တောင်းဒါငါ့ရဲ့ရက်တောင်းအရှာကြည့် ဟိုပြက်ကလေးရလေအစုပ်အစုပ်အားလေးနဲ့ရက်ခတ်နေရတာ second နေလာမတောင်းနဲ့မင်းတို့ငါကေဝင်ဖြစ်ရင်တော့ second ပေးမယ်မဖြစ်သေးဘူးကွာမှန်းမြင်လားဘဝကိုကြည့်အဘူမပြောနဲ့ okay ဒါကျွန်တော်ရဒီနေ့ဗီဒီယိုလေးကဒီလောက်ပဲပေါ့နော်အားလုံးဆုံးကြည့်ပေးကြလို့ကျေးဇူးများအတင်ပါရဲ့ဗျ